တူ Trinary ရဲ့ Avo Story Magazine ကနေပြန်လည်ကြိုဆိုပါရစေ။ Final Tori ဆိုတဲ့ကတ်တုန်ကားလေးတွေကအပြန်ရောင်ငါးကလေး Tori ကိုသိကြလား။ဒီနေ့ Tori လို့သိကြတဲ့ Blue Tang ငါးလေးတွေရဲ့တင်မတိသေးတဲ့သူတို့အကြောင်းကိုပြောပြပေးသွားမယ်နော်။ ဘလူးတန်လေးတွေဟာအရွယ်အစားက9လက်မကနေ12လက်မအထိရှိပြီးတော့တောက်ပတဲ့အပြာရောင်နဲ့အဝါရောင်ရောဆက်ထားတဲ့လှပထင်ရှားတဲ့ငါးလေးတွေဖြစ်ကြပါတယ်။သူ့မှာနာမည်တွေအများကြီးရှိသေးတယ်။ပကြီးဆရာတွေရဲ့စိတ်ဆက်ပြားနဲ့တူလို့ Pleti Sergio Fish လို့လည်းခေါ်ပြီးတော့သူ့ရဲ့အတန်းအကိုလုံးပေါ်မှာထူးထူးခြားခြားပဲအင်္ဂလိပ်ကနေ6နဲ့တူတဲ့နတ်ပြန်အောင်လိုင်းလေးပါပါတယ်။ ဘောလုံးအင်ဂျီတာဖြစ်ခဲ့မယ်ဆိုရင်ကျောနံပါတ်6ကစားသမားပေါ့ကာတူငါးရဲ့မှာဒူရီငါးလေးရမှတ်ညံမကောင်းမင်းနဲ့မိမိသွားတက်တယ်မှလားအဲ့ဒါကသူတရုတ်ဆောင်ရတဲ့ဇက်ကောင်ညာမို့လို့ပါအပြင်လောကဒူရီလေးတွေကတော့အင်မတန်မှောက်ညံကောင်းကြပါတယ်တဲ့ထူးခြားတဲ့အချက်ကတိုက်ခိုက်တတ်တဲ့ရန်သူငဟားတွေနဲ့တွေ့လို့ရှိရင်ဒူရီလေးတွေဟာတမ်းမြင့်မှာလင်းလျောင်းပြီးတော့တေးချင်အောင်စောင့်တတ်ကြတယ်ဖြတ်ထူးညံကောင်းတဲ့ငါးလေးတွေပဲနော် ဒိုရင်းယားလေးဟာတခုခုဆိုရှက်တက်ကြောက်တက်ပြီးတော့စိတ်ဖိစီးတက်ကြတဲ့ငါးလေးတွေပါ။နေရာကျကျပုံခုစီရမြန်းများရှိမှသူတို့အတွက်အဆင်ပြေကြပါတယ်။သူတို့စိတ်ဖိစီးရင်ယောဂါတွေဖြစ်တတ်ကြပါတယ်။ဒိုရင်းလေးတွေကိုအန္တရာယ်မရှိတော့ဘူးလို့ထင်ထက်ကြတယ်။ဒါပေမဲ့သူတို့မှာဘရိတ်ဓာတ်လို့ထပ်ပြီးတော့အဆင်ရှိရဲ့စူးတောင်ကြီးပါကြပါတယ်။ဒါကြောင့်သူတို့ကိုစားလို့လည်းမရပါဘူး။သူတို့စူးတောင်နဲ့ရှာမိပြီဆိုရင်ဒဏ်ရာနဲ့နဲ့ ရတတ်တယ်။ရောင်းလာပြီးတော့ပိုးဝင်တတ်ပါတယ်။ပြောက်ဖို့လည်းခက်တယ်။ဒါကြောင့်သူတို့လေးတွေနေများဆုံတွေ့ခဲ့ရင်ချမကင်ကြနဲ့နော်။ဒွေလေးတွေဟာရေကူးညံတဲ့ငှားလေးဖြစ်ကြပြီးတော့ရန်သူနဲ့တွေ့တဲ့အခါအရွယ်ရောက်တဲ့အခါမျိုးပွားတဲ့အခါစသဖြင့်အချိန်လေးပေါ်မူတည်ပြီးအပြာရောင်ရင်းရင်းကနေအယောင်ဖြော့ဖြော့ဖြစ်စေခရဲရောင်ဖြစ်စေပြောင်းလဲနိုင်ကြပါသေးတယ်။ ူတို့လေးတွေဟာလူတွေရဲ့စောင့်ရှောက်မှုအောက်မှာဆိုတတန်း14နှစ်လောက်ပဲရှေ့ထွက်ကြပြီးတော့သူတို့ပါသူတို့သဘာဝအတိုင်းဆိုရင်ပင်လယ်ထဲမှာအနှစ်30ထိတောင်အသက်ရှိကြပါတယ်။ဒါကြောင့်တိတ်လှတဲ့ဒူရီလေးတွေကိုပင်လယ်ကြီးထဲမှာအကြာကြီးပျော်ခွင့်ပေးလိုက်ရအောင်နော်။တယ်မတီသေးရဲ့သူတို့ကြောင့်စိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေကြောင့်ထပ်သိချင်သေးရဲ့ဆိုရင် Avocado Story Recipe ရဲ့ Facebook Page, Avocado Story Magazine YouTube နဲ့ထောမတီပုံမြင် TikTok တို့ကို Like Follow Subscribe လုပ်ထားလိုက်တော့နော်။ かと。